ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကညပိုင်းမှာကျွန်တော်တို့မန္တလေးကိုစားပြုကလပ် SB မြို့သမီးအသင်းနဲ့မြောက်ကိုရီးယားနိုင်ငံကိုစားပြုကလပ်နေကိုရီးယားအမျိုးသမီးအသင်းတို့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်ကိုရှင်ပြန်ကစားခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်မှာမြောက်ကိုရီးယားနိုင်ငံကိုစားပြုနေကိုရီးယားအမျိုးသမီးကလပ်ကမြန်မာနိုင်ငံကိုစားပြု SB မြို့သမီးအသင်းကို၃ဂိုးမရှိစေရလနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဒီတော့ နေကိုရန်ကအုပ်စုဒုတိယနေရာကိုရယူပြီးတော့ကွာတာဖိုင်နယ်ကိုတိုက်ရိုက်တလန်းဝင် ရရှိသွားခဲ့တယ်ပေါ့လေဒိုဂျိုဘာရီပီလီဇာကတော့အုပ်စုပထမပေါ့တောင်ကိုရီးယားကလပ်ဆူဝမ်ကရမှတ်လေးမှတ်နဲ့အကောင်းဆုံးအုပ်စုတတိယနေရာမှာညှော်နှင်းချက်ရှင်းသန်နေတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ ISP နောက်ခံကစားသမားဖြူခွေးပါပဲခင်ဗျာဖြူခွေးဟာပွဲပြီးတော့ထန်းစင်နဲ့တဲထုတ်သွားတဲ့အနေထားကိုရောက်သွားခဲ့တယ်ဖြူခွေးတန်ရာရသွားသလား ဒါမှမဟုတ်ပွဲထဲမှာဘာများဖြစ်သွားတယ်လဲဆိုတော့အခုချိန်ဒီတိုင်းကျွန်တော်တို့သတင်းမသိရှိရသေးပါဘူး။ဒါပေမဲ့ဒဏ်ရာရခဲ့ရင်လည်းအသေးစားဒဏ်ရာပဲဖြစ်ပါစေလို့ဆုတောင်းပေးမိပါရစေ။ဖြူဖွေးဟာအတော့ကောင်းမွန်တဲ့နောက်ခံကစားသမားဖြစ်ပါရခင်ဗျ။ကျွန်တော်ကတော့သူ့ရဲ့နုနုဖက်ဖက်ပုံစံလေးကိုမြင်ပြီးတော့အဲဘသူ့ကိုသတိရလဲဆိုရင်ရုပ်ကိုကြည့်လိုက်ရင်တော့ဘာမှမဟုတ်ဘူးဗျာ။ဒါပေမဲ့တကယ်ကစားရင်မာတယ်ထန်တယ် ဲ့လိုပုံစံနဲ့ကစားရတဲ့ BDIC ကိုပြင်းမြင်တယ်မန်ချက်စတာနဲ့နောက်ခံကောင်းပေါ့လေဒါပေမဲ့သူဝဆန်တာကတော့ Rio Fine နဲ့ Jonathan Jonathan ငါဖြစ်နေတယ်ပေါ့ဖြူဝေးကမနေ့ကပွဲစံမှာဆိုရင်လေနေကိုရန်ဘက်ကထိုးဖောက်သမျှကန်သွင်းသမျှအားလုံးကိုရတဲ့နည်းနဲ့သူဖြတ်ထုတ်သွားခဲ့တယ်ပြီးတော့အနာခံကစားတယ်ခမဒါကြောင့်လဲပွဲပြီးတဲ့အချိန်မှာသူ့ကိုထန်းစင်နဲ့တက်ထုတ်သွားတာဖြစ်ပါလိမ့်မယ်ပွဲအတွင်းမှာရရှိတဲ့ ဒဏ်ရာပြဿနာလည်းဖြစ်ကောင်းဖြစ်မယ်ဒဏ်ရာပြဿနာမဟုတ်ရင်လည်းသူ့ရဲ့ပင်မနွမ်းနယ်မှုပြီးတော့သူ့ရုံးကန်ထားတာတွေဟာတော်တော်ပင်မနွမ်းနယ်နေပုံရပါတယ်ပြောမယ်ဆိုရင်ပြာ ISP အသင်းရဲ့ခန်းစစ်ကစားသမားတွေဟာတူဂျိုဗာရီပီလီဇာနဲ့နေကိုရန်ကို ရှင်းမြန်ကစားတဲ့ဘက်မှာတော်တော်လေးကိုယုံခဲ့ရတယ်စူပါငိုကစားတဲ့နေရာမယုံရဘူးလားဆိုတော့ယုံတော့ယုံရတယ်ဒါပေမဲ့ကိုဘက်ကတိုက်စစ်ကိုဖွင့်ပြီးကစားဖို့ကြိုးစားတော့ငါးခုပေးလိုက်တာဒီဖြစ်သွားတယ်ပထမပွဲမှာယုံရတာတဲ့ ဒုတိယဘွဲ့နဲ့တတိယဘွဲ့မှာခန်းစစ်ကပို့ပြီးရုံးကြရတယ်ခင်ဗျဒီနေရာမှာအဓိကကြားခဲ့တာကတော့ဖြူဖွေးလဲအပါဖြစ်ပါတယ်ဖြူဖွေးဟာလာမက်စီဂိတ်မှာလဲမြမလက်ရွေးစင်မြို့သမီးအတင်းရဲ့ခန်းစစ်အတွက်အရန်ကိုအရေးပါတဲ့ဇာတ်မှာဖြစ်ပါတယ်ပေါ့လေဒီတော့အထံရခိုင်ရင်လဲအသေးစားတန်ရာပဲဖြစ်ပါစေကြီးမှဖြစ်ပါစေနဲ့လို့ကြိုတင်ဆုတောင်းပေးပါတယ်ပြီးတော့အကောင်းဆုံးကြိုးစားခဲ့တဲ့ SP မြို့သမီးအတင်းရဲ့ကစားသမားအားလုံးကိုလည်းဒီနေ့အနေ congratulation လို့ပြောလိုက်ပါရခင်ဗျာနောက်နှစ်တွေကိုရောက်ရင်း အခုထက်ပိုပြီးမြင့်မားတဲ့အဆင့်တစ်ခုကိုတက်လှမ်းနိုင်မှာဈေးလို့လဲကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ